ဂျော်ရှူအာဗန်ရဲ့ပွဲမှာဗန်အတွက်ဘလူးအကြံပေးထားတယ်ဆိုတော့ရွိုက်ဘာရဲ့ခန်းနိုင်ရည်ကအရန်ကောတော့ဗန်ညင်တဲ့သူ့ကိုလက်တီ၃၄ချက်လောက်နဲ့နော့ကောက်လုပ်ဖို့ကတိတ်မလွယ်လောက်ဘူးလို့ထုံးသက်ကြတယ်ဟုတ်ပါပဲရွိုက်ဘာကတန်းခန်းနိုင်လုံးတယ်อืมအဲ့တော့ဗန်တော့ပိုဖြစ်နိုင်ရည်ရှိမယ်နီလောင်က striking ချီးပဲအာမကိုပဲချက်ကောက်ထီအောင်ထိုးပြီးတာနဲ့ချက်ချင်းမီပင်ကိုဆွဲချပြီးစမရှိန်စူးစမ်းဖို့အကြံပြုထားတယ်အဲဒါပေမဲ့အဲ့မှာစဉ်းစားစရာရှိပြန်ပြီ Vanguard BJJ မှာ Carbon ပြ Blue Belt Royba က Carbon Nut Black Belt လေအဲ့ဒီ level ကွာဟာမူက Vanguard မြေပြင်မှာအန်ဒီရမြရလုံးလာအဲ့ဒါတတိယကိုစဉ်းစားရမယ်အချက်ပဲဟုတ်တယ် BJJ မှာ Carbon ပြနဲ့ Carbon Nut ဆိုတာအတွေ့အကြုံရောနီးစနစ်ပိုင်ရောတော်တော်လေးကွာတယ်လေဆိုတော့ Brandon Warvel ကမြေပြင်ကိုဆွဲချဖို့ဆုံးဖြတ်ရင်တော့ Royal ရဲ့ submission တွေကိုအရန်တတိကြီးကြီးထားပြီးကာကွယ်ရမှာဒါကြောင့် ချက်ကောင်းထိုးပြီးမှဝင်လုံးတာအကောင်းဆုံးဆိုရဲအကြံပြုချက်ကနည်းနည်းတတိနဲ့ချင်းကက်ရမယ်ဆိုရဲသဘောမျိုးပဲဟုတ်ပြီဒါရီအားလုံးကိုခြုံကြည့်ရင် Brandon Royver ဆိုတာကတော့တကယ်ကိုမရမနာဖြီအားပေးနိုင်တဲ့ cardio ဘေးကနေဖားထွက်လာမလဲမသိတဲ့ striking အန်ဒီယာများတဲ့မြေပြင်ပညာပြီးတော့အရှုံးမပေးတတ်တဲ့စိတ်တက်တီပေါင်းထားတဲ့ fighter ကို ပရိသတ်တက်တော့သူ့ပွဲတွေကကြည့်လို့ကောင်းတယ်စိတ်လို့ရှားစရာပဲဒါပေမဲ့သူ့စတိုင်ကနည်းနည်းစွန့်စားမှုများလွန်းတယ်လို့ဆိုနိုင်မလားဒါကစိတ်ဝင်စားစရာအမျိုးကွန်းပဲသူ့ရဲ့ထိုးတက်ပုံအတချက်တွေအမ်ဘာကြောင့်သူ့ကိုရန်ရည်မျောလဲသူလို့ပြောကြလဲဆိုတာကြည့်ကြမယ်ဟုတ်ကဲ့သူ့ကိုလစ်လာကြည့်လိုက်ရင်လည်းအဓိကထက်တလဲလဲတွေ့နေရတဲ့အချက်၃ခုရှိတယ်အဲ့ဒါတွေကတော့ chaos ပေါ့ parampar ထားနိုင်မှုရယ်ပြီးတော့ aggression သူကတိုင်းရန်လိုတယ်နောက်ဆုံးတစ်ခုက cardio အဆုံးမရှိတဲ့ဇွမ်းရင်ပဲ။ Chaos, aggression, cardio. ဒါဆိုသူရဲ့တိုက်ခိုက်ရေးပုံစံရဲ့အနှစ်ချုပ်တယ်ပေါ့နော်။အဲ့ဒီတဲကမှအထင်ရှားဆုံးလို့ပြောရမယ်သူရဲ့ cardio အဲ့ဒီ elite cardio အကြောင်းအရင်စပြောကြည့်အောင်လား။ရတာပေါ့ Roy Way ရဲ့ cardio ကတကယ်ကိုထိတ်တန့်အဆင်ပဲ။ပြောရရင်ပွဲစတာနဲ့အမြင့်ဆုံးဂီယာတင်ပြီးထိုးတာပွဲပြီးတဲ့အချိန်အဲ့ဒီအရှင်ကတီးတီတာတာကြမတော်ဘူး။ဒါကတော်တော် and off ကောင်းလေ။ဆိုတော့ သူကဘယ်တော့မှနောက်မဆုတ်ဘူးရှေ့ပဲတောက်လျှောက်တော့ပြီးဖိအားပေးနေတယ်တော်လားဟုတ်တယ်အတိအကျပဲ तू ကရှေ့ကိုပဲတောက်လျှောက်တော့ဖိအားပေးနေတော့ပြိုင်ဘက်ကခုခံကာကွယ်ဖို့ပဲအာယုံစိုက်နေရတော့တာအချင်းကြာလာတာနဲ့အမြစိတ်ရောလူရောပင်ပန်းလာရောอืมသူကာဒီယိုကခဏရင်သက်သက်မဟုတ်ပဲပြိုင်ဘက်ကအမားလို့အောင်ဖိအားပေးတဲ့နီးဗျူဟာတခုလို့ပြင်နေတာပေါ့တခြား flying weight တွေမှာဒီလောက်အရှိန်မြင့်မြင့်နဲ့ပွဲပွဲလုံးဆက်တိုက်ဖိအားပေးနိုင်တာ ရှားတယ်နော်အဲ့ဒီကာဒီယိုအပြင်သူ striking ကလည်းခမန်းရခတ်တယ်လို့ဆိုကြပြန်ရောအဲ့ဒါလည်းဟုတ်တယ်သူတိုက်ခတ်တီကအမ်ကြောက်စာအုပ်ထဲကအတိုင်းလုံးဝမဟုတ်ဘူးထင်မထားတဲ့ထောင့်တွေကနေထင်မထားတဲ့အခြေအနေမှာလာတတ်တယ်ဥပမာဘယ်လိုမျိုးလဲဥပမာဟိုဟာလေပြန်လို့တိုက်တာမျိုးတွေလက်ထိုးကန်ချက်တွေ spinning back fist တို့ spinning kick တို့လိုမျိုး under ရများပေမဲ့ပွဲအဖြေကိုပြောင်းနိုင်မဲ့တိုက်ခတ်တူကိုတုံးဖို့လုံးဝဝင်မလီမှုအိုး အဲ့လိုချူထူးချမ်းသာနေတုံးတော့ပြိုင်ဘက်ကကားခွေဖို့တော်ခတ်မှာပေါ့ striking မှာဒီမုံမှုသူ့ရဲ့နပန်းကူးပြောင်းမှု wrestling transition တွေကလည်းမြန်တဲ့ချောမွေ့တယ်လို့ပြောကြတယ်ဒါလေသူ့ရဲ့ andre များတဲ့အချက်နောက်တစ်ခုပဲသူကလက်သီးတွေကန့်ချက်တွေထုတ်နေရင်းငယ်နီးရွတ်တရက်ကြီးဖမ်းချုပ်ပြီးမြေပြင်ပေါ်ဆွဲချောလိုက်တာမျိုးလုပ်တတ်တယ်ဟဲ့အဲ့လိုရွတ်တရက်ကြီးဆိုတော့ပြင်းစင်ချိန်လုံးရက်လိုက်မှာမဟုတ်ဘူးနော်မြေပြင်ရောက်ရင်ရောသူကဘလို့လဲမြေပြင်ရောက်သွားရင်လဲ short တော့လို့မရဘူး သူက BJJ Black Belt အဆင့်ရှိတယ်လीဆိုတော့မြေပြင်ပညာကတော်တော်ကျွမ်းကျင်တဲ့အဆင့်မှာရှိတယ်။ဩဟုတ်ကဲ့ဟုတ်ကဲ့ Black Belt ဆိုတော့အထူးသဖြင့်သူ့ရဲ့ Gullitin Chok ကနာမည်ကြီးဆို။ Ừm ဟုတ်ပါတယ်။ Gullitin Chok ကလည်းဘင်းကိုလက်နဲ့ဖြစ်နေချုပ်တာပေါ့။ River ရဲ့ Gullitin က Flying Way မှာတော်တော်နာမည်ကြီးပဲ။အခွင့်အရေးနည်းနည်းလေးရတာနဲ့ပွဲတင်းနေတယ်။ Submission စ조사မှုတွေကအမြင်နဲ့တတိထားရတယ်။တိုက်ခိုက်ရေးအခြေချင်းတွေအပြင်သူ့ရဲ့စိတ်ဓာတ်ပိုင်းကိုလည်းပြောကြတယ်။ raw dog ဆိုတဲ့နာမည်လေးနဲ့လိုက်အောင်တော်တော်မာကျော်တဲ့ဒန်ခန်နိုင်နဲ့ဆိုပဲဟုတ်တယ်အချက်လက်ဒီမှာလည်းအဲ့ဒါတွေ့ရတယ်သူရဲ့ဒန်ခန်နိုင်ရဲ့ကြန့်ခိုင်မှုကတကယ်ထူးခြားတယ်ပြိုင်ပတ်ရဲ့ပြင်းတဲ့လက်သီးတွေကန်းချက်တွေကိုအတော်တန်ခန်နိုင်တယ်ပြီးတော့အရှုံးမေးဟုလုံးဝစိတ်ခူးမရှိတဲ့ပုံစံမျိုးအချင်းဒီဘလောင်ဆိုဆိုရှေ့ဆက်တိုးပြီးရန်လိုတိုက်ခိုင်နေဦးမှာပဲအင်းအဲ့ဒီစိတ်တက်ကလည်းပြိုင်ဘက်ကိုဖိအားပေးတဲ့ချက်တစ်ချက်ဖြစ်နေမှာပဲပြီးတော့သူကလက်တန်ခြေတန်းခြေတော်ကိုတုံးပြီး အကွာဝေးထင်းနဲ့ပွဲကိုယုံမြင့်ဆန်ခတ်တိအောင်တမင်ဖန်ဒီပြီးအခွင့်ရရှာတယ်ဆိုတာရောအဲ့ဒါသူရဲ့ chaos ဖန်ဒီမှုပေါ့အဒီကြပဲသူမှလက်တန်အခြေတန်းဒါစီးရှိတော့ရှီကန်ချက် deep kicks ခြေဆောင်ကန်ချက် oblique kicks တွေနဲ့အဝေးကထင်းထားနိုင်တယ်နီးလာရင်လည်း clicks မှာဒူးတွေတန်တောင်နေနဲ့ရွတ်ရွတ်တဲတဲဖြုံလို့အဲ့လိုပရောင်ပါတာချီနေတဲ့ကောင်နေသူကအခွင့်ရဖန်ဒီယူတာအယံကျွမ်းတယ် အားတချက်ဒီဒီလောက်များပြီးမဲ့အားနဲ့ချက်ဆိုတာလေရှိမှာပေါ့နော်ဘာလို့ဖွင့်နိုင်မလဲอืมရှိတာပေါ့အဓိကကတော့သူကအယမ်းရှည်တိုးပြီး aggressive ရှည်လွန်တော့တခါလေးမှာဟွာလေတံပြန်လက်သီးတွေကောင်တာတွေကိုပို့ထိလွှဲသွားစေလဲอืมရှည်တိုးလွန်အားကြီးလို့ပေါ့ဟုတ်ကဲ့ဟုတ်တယ်နောက်တစ်ခုကမြေပြင်ရုတ်တွိုင်းအထူးသဖြင့်သူကအောက်ကဖြစ်နေတဲ့ခြေနေမျိုးမှာပြန်ထဖို့စူးစမ်းတာတို့ position ပြန်ကောင်းအောင်လုပ်တာတို့မှာနည်းနည်းလေး transition လုပ်ရတာခက်တာမျိုးတွေ့ရတယ် ဒါပေမဲ့သူကအောက်ကနေတော့ submission နဲ့ပြန်ချင်းချောင်းနိုင်သေးတယ်ဆိုတော့လုံးဝအန်ရဲကင်းသွားတယ်လို့ပြောလို့မရပြန်ဘူးမှန်ပါတယ်မြေပြင်အောက်ဘက်ရောက်နေရင်တော့သူ့ရဲ့ BGG Blackbird အရေးချင်းချောင်းအန်တရဲကရှိနေတော့မယ်အဆုံးသတ်အနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်း ਨੇ Roy Ford ရဲ့ဒီလိုအရန်ရန်လိုပရမ်ပတာနိုင်ပြီးကိုယ့်ရဲ့ခန္ဓာရဲ့အပေါ်အညာကြီးမိခိုနေရတဲ့တိုက်ခိုက်ဟန်ကလေးနီးစနစ်ပိုက်ပိုးတိကျပြီးပွဲကိုထိန်းချုပ်ကစားတတ်တဲ့ ထိတ်တန့်ပလန်ဘတ်တီကြားမှာရေရှည်မှာတော့တကယ်အလို့ဖြစ်ပါမလားသူ့ရဲ့ဒီစတိုင်ကသူ့ကိုထိတ်တန့်အဆင့်မှာဘလောက်ကြကြဆက်ထိန်းထားနိုင်မလဲဆိုတာကတော့အာဆက်ပြီးစောင့်ကြည့်ရမယ်အချက်တစ်ခုပါပဲ